နှောင်းမောင်နဆန်းနှင်းရောင်းနဆန်း၅ခုနှစ်ပါလူမြတ်ကျော်ရဲ့ညာခင်မင်းတင်ဆက်မှုမှာထူးခြားတဲ့သတင်းစကားတွေပါဖို့ရှိနေပါတယ်ဝမ်းတာဖို့ပြင်တာညာခင်ဗျားတို့ကျွန်တော်တို့တချိန်ကအပြစ်ဆိုခဲ့တဲ့အညာဒူဘိုင်းအညာဒူဘိုင်းမှာဒီနေ့ပါရမိုတာတစ်စီးပြစ်ချလိုက်ပါတယ်ဆက်တနက်ဒီပါရမိုတာပြတ်ချက် မဲ့တချို့ကလည်းပြတ်ကြတယ်လို့ပြောနေတယ်လို့တချို့ကလည်းပြစ်ချတယ်လို့ပြောနေပါတယ်ပြကြတာပဲပြပြပြချတာပဲပြပြတရင်ကောင်းပဲပြော ဆိုတော့အဲ့ဒီမှာမိုးကုတ်အချိန်တွေကလည်းစိုးရိမ်စရာကောင်းတဲ့သတင်းစကားတွေရှိနေတယ်လို့တပတ်ကခွေးမွေးနေပေါ်နဲ့ပတ်သက်ပြီးတော့လည်းပြဿနာကြီးတက်နေတယ်။အရရဲ့စစ်ပွဲတိုက်ပွဲအချိန်တွေကတော့ငြိမ်သက်နေတယ်။ငြိမ်သက်တယ်။မုံတိုင်းမလာခင်ငြိမ်သက်တဲ့အရေးရှောင်တွေနဲ့အင်မတန်ကြောက်စရာကောင်းလာတဲ့အချိန်တွေအမေရိကန်ရဲ့ ကြားကွက်တကွက်အရှိ့မှာဖတ်စစ်စေဦးနဲ့တယုတ်ဖတ်စစ်စေဦးစုနဲ့တယုတ်ပြားတုံနေပါတယ်အဲ့ဒီတော့ရှင်းရှင်းပြောရရင်ဒီလက်ရှိအခြေအနေတွေအားလုံးဟာကျွန်တော်တို့လောကပါလဝိထသဘာဝတရားတွေရဲ့အခြေအနေပေးတာလို့ပဲပြောရမလားပြည်သူလူထုရဲ့အပတ်တခုစ조사တဲ့ဇွဲစံတာအာတီတာကြောင့်လို့ပဲပြောရမလားမြေပြင်ဒေါ်လာရင်းသမ ्या လူငယ်တွေရဲ့အာချုံမှန်တက်ဆောင်ရွက်မှုချောင်းလို့ပဲပြောရမလားတဘာဝတရားကြီးကမနေနိုင်တော့ပဲဒီကနေ့ဒီအခါကြမှညမຫນွေဦးတော်လန်ရေးတွေကိုတရုတ်နဲ့အမေရိကန်အားပြိုင်ပွဲကစတင်ရောက်ရှိလာတာပါရှင်းလားကဲဒီကြောင်းကိုပြောကြမယ်ဆိုတော့အခြေခံသတင်းတွေကတော့မြိုင်မှာ ပဇင်းခင်တစည်းရပါတယ်ပါရာမိုတာတစည်းကိုမြိုင်အညာဒူဘိုင်းတပ်ဖွဲ့တွေကပစ်ချလိုက်ပါတယ်တရင်ကောင်ကပါရာမိုတာနဲ့ပတ်သက်ပြီးတော့အညာတပ်ဖွဲ့တွေဟာ5.7နဲ့ပြချနိုင်ဖို့လိုပါ रे ပါရာမိုတာလောက်ကိုမှကျွန်တော်တို့မတားဆီးနိုင်ရင်တော့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့အန်တီရီများလုံးလာပါ रे ပါရာမိုတာတို့ကတာမန်အဆင့်ပါထိုင်းနိုင်ငံမှာဆိုရင်ပါရာမိုတာနဲ့ပတ်သက်ပြီးတော့ ချင်းမိုင်လိုမြို့တွေမှာအပျော်စီးအနေနဲ့စီးလို့ရနေတဲ့အခြေအနေပါအဲ့ဒီပါရာမော်တာလောက်ဟာစက်တနက်0.5လောက်နဲ့ပြစ်ချလို့ရတဲ့အတွက်ပါရာမော်တာနဲ့ဘုံကျဲလို့ပါရာမော်တာနဲ့ပြစ်လို့ထိခိုက်သွားရင်မတန်ပါဘူးဒါကြောင့်မို့အညာတက်ဖွဲ့တွေကိုနာမခကပါရာမော်တာနဲ့ခဏခဏဒုက္ခပေးနေတာကိုလည်းသိပြီးပြီသိပြီးရင်ကာကွယ်မယ် ကာကွယ်ပြီးရင်ဒုက္ခပေးနေတဲ့ပါရမတာကိုရှင်းလင်းရမယ်ရှင်းလင်းမဲ့အချက်အလက်လည်းရှိတယ်0.5ဆက်တနာ0.7ဆက်တနာတိပါရမတာကို0.5နဲ့ပြည့်ရင်မကတ်ရေးပါဘူးဒါအပြင်မှာပါရမတာကိုထောင်ချောက်ဆင်ပါပွဲအတုတွေလူရုပ်အတုတွေအတုအတုတွေနဲ့ပုံရိပ်ရှောက် မာယာဖြစ်ပါရမတ္တကိုမြားခေါ်ပြီးတော့လေပြစ်ချနိုင်ပါတယ်အညာတပ်ဖွဲ့တွေအဲ့လောက်မညံဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ဒီကနေ့ပါရမတ္တပြစ်ချနိုင်တဲ့တပ်ဖွဲ့တွေအားလုံးကို အတုယူပြီးတော့နောက်ထပ်နောက်ထပ်တော့တပ်ဖွဲ့တွေကပါရမတ္တတွေကိုပြစ်ချနိုင်ဖို့ပြစ်ချနိုင်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ဟုတ်ပြီဒုတိယတစ်ခုကျွန်တော်ကောင်းစင်နေမှာပါတယ်မိုးကုတ်ကိစ္စမိုးကုတ်မှာ ကိုမုံတိုင်းခအော့စလိုရဲ့ကိုနိုင်ကြီးရဲ့ဖမ်းဆီးတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတိုးတိုးတန့်တန့်သတင်းတွေထွက်ပါတယ်အတီးပြုတ်လို့တော့မရပါဘူးအဲ့တော့ဒီစိုးသူလားဆိုကိုစိုးသူလားဆိုဒေါက်တာစိုးသူလားဆိုဟာ MDY PDF ကခေါင်းဆောင်ဘူကော်မတီအဆင့်ကနေပြီးတော့ MOD စီယုံချုပ်မှာစီဦးစီးအရာရှိချုပ်ယူပြီးတဲ့နောက်ပိုင်းမှာ အနေငယ်ပြဿနာရှိလို့ကျွန်တော်တို့ကြားရပါတယ်။တဖက်မှာကုမ္ပဏီတိုင်းမှာလည်းပြဿနာရက်တွေအနေငယ်ရှိလို့ကြားရပါတယ်။ရှင်ချင်းပြောရရင်ကျွန်တော်တို့တော်လိုင်းရေးတက်တီထဲမှာအတွင်းပြိပခရှိနေပါပြီ။မနေ့ကကျွန်တော် ပြောခဲ့သလိုအကျင့်ပြတ်ခြားစားမှုနဲ့အတူအတွင်းပြိပခဟာ မလျော်ဩဇာတုံးဆွဲမှုရဲ့စီမံခန့်ခွဲမှုအမှားရဲ့ အဲ့ဒီအရင်ထက်အရေးကြီးတာကတချို့သူတွေပေါ့လူမွေးတာဆရာမွေးတပည့်မွေးအကိုကြီးညီလေးကိစ္စယူတဲ့အကြောင်းကျွန်တော်တော်လည်းတက်တွေရဲ့တက်ကြီးကြီးမားမားတွေထဲမှာအတွင်ပြိပခတတန်နေတွေ့လာနေရပါတယ်ဒါကိုဂယူဆိုင်ကြဖို့မှာကြားလို့ပါတယ်မိုးကုတ်မျိုးနဲ့14မိုင် အကွာကိုတော်လိုင်းကြီးတက်တွေ့တတိထားပါမိုးကုတ်မျိုးနဲ့14မိုင် အကွာကို ဖက်စစ်တပ်ဝင်ရောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။မြေပြင်ကသူတွေကတော့ကျွန်တော်တို့တက်ပို့ပြီးသိရှိနားလေလိမ့်မယ်။ဒါပေမဲ့မုကုမျိုးနဲ့14မိုင်အကွာကိုဖက်စစ်တပ်တွေရောက်နေပြီဆိုတဲ့သတင်းအပေါ်မှာမပေါ်စပဲတေချာကင်းဆိုင်ပြီးဝင်လန်းထွက်လန်းနေမှာမိုင်းတွေထောင်ဖို့ကင်းပုံးတွေဆင်ဖို့ကင်းရှည်လွတ်ဖို့ကျွန်တော်လေးစားစွာအကြံပြုလိုပါတယ်။ကျွန်တော်တို့ရဲဘော်တွေ မိုးကုတ်ဟာမဟာဖြူဟာပါမိုးကုတ်ဟာတော်လန်ကြီးအတွက်အားစီးပါမိုးကုတ်ဟာကျွန်တော်တို့အတွက်မျောလင့်ချက်တစ်ခုပါဒါကြောင့်မို့တစ်ဖက်ကတက်တွင်းမှာအတွင်းပြိပခတစုံတရာဖြစ်လာနေတဲ့အချိန်မှာဖက်စစ်တပ်ဟာမိုးကုတ်မြို့အနီးကိုတဖြည်းဖြည်းတိုးကပ်လာပြီးလက်တပြက်အငိုက်ဖမ်းမှာကိုစိုးရင်လုံးလို့လူမြတ်ကျော်ဒီစကားကိုပြောတာပါကဲဒီအချိန်နေနေအတူ လူမကျော်မင်းခုနကပါပြောလိုက်တယ်။ American တရုတ်ရဲ့အားပြိုင်မှုပရောင်စီကစားပွဲဟာဒီနေ့မှာတော်လိုင်းကြီးတွေကိုရောက်ရှိလာပါပြီ။အရင်တော့ကတရုတ်ကတကောင်လေးကစားနေတာပါ။ဟုတ်တယ်နော်။ຫນွေဦးတော်လိုင်းကြီးတွေမှာအရင်တော့ကတရုတ်ကသူတဦးတည်းစိတ်ကြိုက်ချေလေပြီးဖက်စစ်တပ်ကိုပန်ပိုးတော်လိုင်းကြီးကိုတွန်လို့တွန်မှောက်လို့မှောက် လုံလို့ရလိမ့်မယ်အထင်နဲ့လုံနေပါတယ်လုတ်ခဲ့ပါတယ်လုံနေစဲပါဒါပေမဲ့ဒီဂရီကတော့သူလုတ်ချင်တိုင်းလုံလို့မရတဲ့အခြေအနေမျိုးတရုတ်လုတ်ချင်တိုင်းလုံလို့မရတဲ့အခြေအနေမျိုးကတော့ရောက်ရှိလာပါပြီဘာကြောင့်လဲဒီကစားကွင်းကိုအမေရိကန်ဝင်ရောက်လာပါပြီတရုတ်နဲ့အမေရိကန်အားပြိုင်မှုဟာမြန်မာတော်လန်ရေးသေးကိုထဲထဲဝင်ဝင်ရောက်ရှိလာပါပြီလို့ ကျွန်တော်ပြက်ပြက်သားသားပြောပါတယ်ဒီဟော့ဂိမ်းမှန်မှန်မှန်စောင့်ကြည့်လို့လည်းရပါတယ်ဆိုတော့ကတဖက်သက်ကစားပြီးအနိုင်ယူနေတဲ့တရုတ်ဒိုင်လူကြီးလည်းသူပဲတဖက်ကိုလည်းကြိုးတုပ်ပြီးထိုးခိုင်းနေတယ်ကြိုးတုပ်ပြီးထိုးခိုင်းတဲ့အပြင်ကျွန်တော်တို့ရင်သူမင်းအောင်လိုင်ကိုလည်းနီးပညာပတ်စံအကြံဉာဏ်လူလက်နက်အကုန်လုံးပံ့ပိုးနေတယ် ရှင်းရှင်းပြောရရင်တော်လိုင်းကြီးမရက်ရက်အောင်မရှုံရှုံအောင်သူလှုပ်နေပါတယ်။ဒါဖက်မှာလဲရွေးကောက်ပွဲဆိုတဲ့လမ်းကြောင်းနဲ့ဖက်စစ်တပ်ကိုတွန်းတင်နေတယ်။တခုတော့ရှိတယ်။သူထောက်ခံနေတဲ့သူကူညီနေတဲ့မင်းအောင်လိုင်းစစ်တပ်ဟာမတရားလုပ်နေတာရုပ်မာနေတာကောက်ချစ်နေတာသူမသိဘူးမထင်ပါနဲ့သိပါတယ်တရုတ်သိပါတယ်တိတိကြီးနဲ့ဘာလို့ထောက်ခံတာလဲလူမြတ်ကျော်ကြီးဆိုတော့ အကျိုးစီးပွားပါတရုတ်ဟာတေမာထက်ဆင်းရဲမှာကိုကြောက်ပါတယ်ဒါကြောင့်မို့သူ့နိုင်ငံလူဦးရေတန်းပေါင်းမြောက်များစွာကိုထမင်းဝအောင်ကျွေးဖို့သူဈေးရောက်ရပါမယ်စီးပွားရေးလုပ်ရပါမယ်သူ့စီးပွားရေးလေပတ်မှုရက်တန့်တဲ့နေ့တရုတ်နိုင်ငံတွင်ရဲ့အငတ်ဘေးဟာတမိုင်းမှာကြီးမားခဲ့တဲ့အတွက်ဒီသင်္ကန်းစာကိုယူပြီးနောက်ထပ်အငတ်ဘေးတွေမဆိုက်ရောက်အောင် သူဟာစီးပွားရေးကိုအယုံဆက်ထားတာပါသူရဲ့ကုံစီကူတန်းရောင်းဝယ်ရေးဟာသူ့နိုင်ငံရဲ့နိုင်ငံရေးစစ်ရေးအလုံးစုံသောကြီးဝဲချက်ပါသူစီးပွားရေးကိုနှောက်ရက်တဲ့သူမှန်သမျှသူစစ်တိုက်သူစီးပွားရေးကိုနှောက်ရက်တဲ့သူချိန်မုံမယ်သူစီးပွားရေးကိုရက်တန့်နေရင်သူရောက်အောင်ဖွင့်မယ်ဒီအချိန်ဤတွင်ရုံမှာရက်ဆက်တော့မတရားလုပ်နေသောမင်းအောင်လိုင်းကို နာမည်ပြက်ခံပြီးသူကူညီနေပါတယ်ထောက်ပံ့နေပါတယ်ဒါညင်းလို့မရပါဘူးသူတပားနိုင်ငံကြီးကိုဘလောက်ပြောပါတယ်ဗါတဲ့ဝင်ရောက်မဆွတ်ဖတ်ပါဘူးလို့ဟိုတလောကပဲတရုတ်တန်ယုံကထုတ်ပြန်သေးတယ်မနေတာတနေ့ရသူပြောသမျှယုံနန်းစကားဆိုတာတကဘာလုံးသိပါတယ်တရုတ်လုံးသမျှဟာတိုင်းပြည်တော်တော်များများဒုက္ခရောက်စေခဲ့တယ်ဆိုတဲ့ကိစ္စကဘာမှာအထင်ရှားရှိနေတယ်သို့တော်တရုတ်ဟာ သူကင်ဆွဲထားတဲ့နိုင်ငံတိုင်းမူဝါဒကိုအခုထိမစွန့်လို့သေးပဲငါနိုင်ငံငါလူမျိုးကိုဂျိုးရှာစီးပွားရေး policy ကိုဂျိုးရှာနိုင်ငံရေး policy ငါငါတို့တာအမျက်ထွက်ရေး policy အောက်မှာဆက်မောင်းနေနေတဲ့အတွက်စီးပွားရေးတော့အင်အားကြီးလာပါတယ်လူဦးရေရင်းမြစ်လူသားရင်းမြစ်အမြောက်များ ရှိပါတယ်ဒါတွေကိုလည်းအတုံးချနိုင်ခဲ့ပါတယ် သို့တော်သူကကမ္ဘာနိုင်ငံအများစုနဲ့လူကောင်းတွေလူတော်တွေက မလေးစားကြပါဘူး။ဘာလို့မလေးစားတာလဲဆိုတော့ပတ်စံရဖို့အတွက်တရားမျှတမှုနဲ့လောကသစ္စာတရားကိုတွေ့ဖယ်တဲ့ကျင့်ဝတ်တွေကိုဖောက်ဖျက်တဲ့နိုင်ငံအဖြစ်ရှုမြင်သုံးသပ်ထားကြလို့ပါ။အဲ့တော့ခုနစကားလေးပြန်ကောက်ရင်သူ ထောက်ခံနေတဲ့ဗက်စစ်တပ်ဟာတရားဝင်မှုမရှိဘူးဆိုတာကို तू သိတယ်။ဒါကြောင့်မို့သူတရားဝင်မှုတစုံတရာရောက်အောင်ရွေးကောက်ပွဲကိုလှုပ်ခိုင်းနေတာပါ။ရွေးကောက်ပွဲလှုပ်ဖို့အတွက်အနောက်ကွယ်ကနေငွေကြေးမြောင်များစွာပံ့ပိုးနေပါတယ်။စေအုပ်စုတွင်ပံ့ပိုးတာမဟုတ်ပါဘူး။ပြိုင်နေတဲ့ပါတီတွေအများအများကိုလည်းပံ့ပိုးထားနေတာကိုကျွန်တော်တို့သတင်းတန့်တန့်ကြားနေရပါတယ်။ဆိုတော့ကတခုတော့ရှိတယ် လက်ရှိမင်းအွန်လိုင်းလုံနေတဲ့ရွေးကောက်ပွဲဟာလေတရုတ်တို့မျော်မှန်းတဲ့ရွေးကောက်ပွဲတော့ဟုတ်မနေတရုတ်မျော်မှန်းတဲ့ရွေးကောက်ပွဲကပါဝင်သည့်ပါဝင်တိုက်တဲ့လူတွေအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဆိုတာမျိုးပြောပါတယ်စစ်တပ်ကတော့သူလှုပ်ချင်ရလုံနေတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီအခြေအခဲနဲ့အဲ့ဒီလောင်ကြီးမင်းအွန်လိုင်းရှုံးလားတရုတ်ရှုံးလားဘသူကကစားခွက်တာမလဲဆိုတာကိုတော့ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာတွေ့ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကခင်ကြီးနဲ့ကိုကိုကြီးကိုတရုတ်ပြည်ကိုခဏခဏကောခေါ်တွေ့တာအကြောင်းမဲ့မဟုတ်ဘူး။ခင်ကြီးမှာကိုကိုကြီးမှာရာဇဝတ်မှုကဘာကတင်သွင်းထားတဲ့နာမည်ပြက်မရှိဘူး။မင်းအောင်လိုင်းကလောလောဆယ် ICC ICJ ဝရံပြေးတရားခံအဖြစ်သတ်မှတ်ခံရရတယ်။ကဘာကြီးကစိတ်ကြသောဝိကောင်အဖြစ်မင်းအောင်လိုင်းကိုသတ်မှတ်ထားတယ်။အဲ့တော့ မင်းအောင်လိုင်းကိုကိုကြီးခင်ကြီးဒီတုံးကောင်စခွက်လူအောင်တရုတ်ကစားကွက်ခင်းလာရင်တော့သူလိုချင်တဲ့ရွေးကောက်ပွဲပုံစံဟုတ်မနေတာတော့သူသိတယ်သို့တော့ဒီမိုကရေစီအတိုက်အခံပါဆိုတဲ့ကိုကိုကြီးလိုလူမျိုးကိုဖက်စစ်တပ်ကလှုပ်ပေးပြီးအတိုက်အခံပုံစံဖမ်းလာတယ် NLD ပါတီကိုရွေးကောက်ပွဲရှင်ပြိုင်ခွင့်မပေးပေမဲ့ကျွန်တော်တို့ဒီမိုကရက်တစ်ဖြစ်တဲ့ရည်စချက်မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကိုကြီးတို့လူမျိုးကိုရွေးကောက်ပွဲပြိုင်ခွင့်ပေးထားပါတယ်ဆိုတဲ့အပေါက်တပေါက်ဖက်စစ်တပ်ကဖွင့်ထားတယ်။ဟုတ်တယ်နော်။အစုံးမှကြန့်ခိုင်ရေးအာဏာရမယ်။ကိုကိုကြီးတို့ကအတိုက်အခံ။ဒီလိုအခင်းချင်းမျိုးတွေမှာတရုတ်ကထင်တိုင်းစိတ်ကြိုက်ချေလေကစားနေတယ်ပေါ့ဗျာ။အခုတော့အမေရိကန်ဟာကစားခွင့်တွေကိုရောက်လာတယ် အမေရိကန်ဝင်ရောက်လာပုံကတပတ်အတွင်းကိုခက်ကြမ်းကြမ်းခိုင်တွဲဝင်ရောက်လာတာဖြစ်ပါတယ်။အမေရိကန်ဟာခေါင်းစဉ်တစ်ခုတည်းတတ်ထားပါတယ်။ကမ္ဘာရာဇဝတ်မှုများစုံချက်ညီမဒီနိုင်ငံကိုသူတို့ကင်တွယ်ကူညီမှရတော့မယ်ဆိုတဲ့အချက်ထင်ထင်ရှားရှားထွက်ပေါ်လာပါတယ်။အဲ့ဒီမှာထပ်ပြီးတော့ဘာပြောလဲဆိုတော့ သူတို့ပြည်သူတွေဟာတဲ့ DIY revolution ကိုအားကိုကိုတော်လှန်ရေးဆင်နွှဲနေပါတယ်။ကဘာကြီးကသူတို့ကိုမကူညီကြပါဘူးတဲ့အမေရိကန်လွတ်တော်အမတ်ပြောစကား။သို့တော်တဲ့သူတို့ကိုရံပြုတ်နေတဲ့စစ်အာဏာရှင်ဟာတပတ်ကအင်အားကြီးတရုတ်နိုင်ငံရဲ့အကူအညီကိုမြောင်များစွာရပြီးအကြမ်းဖက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျမတို့လုတ်ပေးနိုင်တာကိုလုတ်ပေးဘူးတော့ ကျွန်တော်တို့စဉ်းစားရပါလိမ့်မယ်ဆိုတဲ့စကားသံတွေထွက်လာပါတယ်။နောက်တစ်ခုက same center same center strike same လိမ့်လေတော့ကြားဖြန့်လုပ်ငန်းများ strike နှိမ်နှင်းချေမှုရေးကိစ္စကိုအတူတက်ဖွဲ့ FBI ပါတယ်။ပါတယ်ဗျအများကြီးရှေ့ရှေ့ဝေးမပြောတော့ဘူး။နိုင်ငံရဲ့အတိတ်ကဆုံးဖြတ်ပိုင်ခွင့်အဖွဲ့အစည်းတွေပါတယ် နိုင်ငံရဲ့ policy တရအနေနဲ့ကိုက်တွဲတာကိုတွေ့ရတယ်။အဲ့တော့တရုတ်ကစားကွက်တစ်ခုထပ်ပြောင်းပါပြီ။အဲ့ဒီကစားကွက်မှာမင်းအွန်လိုင်းခွက်ပြောက်မလား။ဒါမှမဟုတ်ပေါ်ကောင်ဘန်းညုတ်လုံးမှစိုးလို့မင်းအွန်လိုင်းကိုဇက်သိမ်းမလား။သို့မဟုတ်မင်းအွန်လိုင်းကိုအရှိကအဆုံးစွန်အမိုက်ခံပြီးထိုးကျွေးမလားဆိုတဲ့အကွက်မင်းအွန်လိုင်းအတွက် နောင်လာမဲ့နိုင်ငံရေးစီရင်အနာအလားအလာဟာမကောင်းဘူးလို့ကျွန်တော်သုံးသပ်ပါတယ်။မင်းအောင်လိုင်းအတွက်လက်ရှိမင်းအောင်လိုင်းရဲ့တည်ရှိမှုဟာမတိကျဘူးလို့ကျွန်တော်ဟောကိန်းထုတ်ပါတယ်။မင်းအောင်လိုင်းကိုထောက်ကစားဖို့ခင်ကြီးနဲ့ကိုကိုကြီးကိုတရုတ်ဟာ နိုင်ငံရေးစင်မြင့်ချက်မှာစွဲတင်လာတာကိုတွေ့ရပါတယ်။ကစားကွက်တွေကတော့အင်မတန်လှပါတယ်။အမေရိကန်က ထိုင်းနိုင်ငံရဲ့အကူအညီနဲ့ကြားဖြန့်ကိုတကွက်နင်းပြီးသူတက်တည်ရရှိထားတဲ့မူ ਈ စေဝါအချက်လက်တွေပေါင်းပြီးကပ္ပရာဇဝိကောင်စည်ရင်ကြီးညာလိုက်ရင်ဘာတွေဖြစ်လာနိုင်လဲဝင်ဖမ်းမလားနောက်တစ်ခု နေပြည်တော်နဲ့စောချစ်သူစောဆန့်အောင်အဆရှိတဲ့ကြားဖြန့်ရာဇဝိကောင်နေနေပြည်တော်နဲ့ဆက်တွေ့ထားတဲ့မှတ်တမ်းတွေ အိမ်ဖြူတော်ကလက်ခံရရှိထားကြောင်းကိုလည်းသိရှိရပါတယ်။အဲ့တော့အဲ့ဒီမှာခေလိုင်နဲ့ကိုကူကြီးကိုထိုးတင်ပြီးမင်းအောင်လိုင်နဲ့သုံးကောင်စခွက်လူမဲ့အကွက်ခင်းကြီးဆိုတာဘာကောင်လဲဆိုတာကိုကျွန်တော်ဟိုဘက်အလကေ review channel မှာပြောမယ်။ပြောချင်တာကတော့ချုပ်ရရင်မြန်မာပြည်ရဲ့တော်လှန်ရေးစီရေးအခြေအနေကအားကောင်းမောင်းတန်ဖြစ်နေတဲ့အာခတ်တက်တော် AA KIA ကရင်ကတော့လုံးဝစီရေးအခြေအနေအာမကောင်းဘူးမောတော်မှုတော့တင်းထားတယ်။သို့တော့ KNU အနေနဲ့ကလည်းကြားဖြတ်အရေးမှာအားစိတ်ပါဝင်လှုပ်ရှားဖို့စတင်နေတယ်လို့ကျွန်တော်တို့သိရတယ်။အရကတတို့အရေးအားလုံးသိပြီးသားမပြောတော့မိုးကုတ်စီရေးအခြေအနေကတော့ဖက်စစ်တပ်ဟာ14မိုင်กว่าကို ရောက်နေပြီ။မိုးကုတ်ထဲက MDY PDF အင်အားကြီးတက်ဟဲ့အတွင်းပြိပခတစုံတည်းကတွေ့ရတယ်။ဘာဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစရာကောင်းတယ်။မိုးကုတ်ကိုစစ်နိုင်မှရလိမ့်မယ်။ သဘောတူလားဆိုတော့မင်း NUG ကိုထည့်ပြောလုံးလေးချက်မထားနဲ့ NUG ကတော့ခွေးမွေနေပွဲပြဿနာတွေနဲ့အမေဘုတ်ရဲ့သူ့ချီခင်တပုတ်ဦးလိုက်နေပါတယ်ဒါလက်ရှိတော်လန်ကြီးရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်